Yeah, yeah, yeah. နိုင်မှာအသက်က65နှစ်ပါဈေးလေးတွေရောက်มาတယ်ကော်ဘူးကော်ခွက်တို့အင်ကြီးစက်ထဲလေးတွေအရာလေးတွေကနေနောက်ပိမုံရောင်းရောင်းတာပါအဲမနက်မိုးလင်းဒီကနေပြီးတော့အမျိုးသမီးက၄နာရီခွဲလောက်ဆိုရင် မုတ်တွေပါတွေသွားယူသူမုတ်ယူတဲ့အချိန်မှာကိုယ်ကဖျားလေးပါလေးဝတ်တဲ့ဝတ်တဲ့ပြီးဖျားမုတ်တွေပါတွေညှက်လည်းပြီးတော့ဒီစီမံကိန်းကနေပြီးတော့ကာစီဝမင်းလန်းတို့ ရာလန်းတို့အရာအိုက်စီတွေပတ်ရောင်ရာပြေးတို့လမ်းတလမ်းဝင်တလမ်းအတွက်ပေါ့လေရောင်းရတာဒီကြတဲ့တခါတလေတိုက်အပေါ်တက်ကနေခေါ်ရင်မကြဘူးနားတွေကလည်းတိတ်မကောင်းအဲ့လိုဖြစ်နေအဲ့ရနေပြီးတော့ရောင်းရင်နဲ့စနေဝါစတနာီလောက်ဆိုရင်ဒါကုံနေပေါ့လေကုံရင်အိမ်ပြန်လာတာပေါ့အိမ်ပြန်လာကားပေါ်မှာတခါတလေ နေညဘက်အေးပြတ်ထားလေးတွေငိုက်တာပေါ့ဒါအားငိုက်အဲ့လိုတွေဖြစ်ရတာဟုတ်ကဲ့ငိုတော့ကတော့ဒီကော်ဘူးကော်ကွက်တွေရောင်းတော့ကိုရင်းလေးနဲ့ကိုရောင်းနေရတာပေါ့အစင်မသိမ့်မပြေဘူးအဲ့ဒါနောက်ပိုင်းဘိမုတ်၃နှစ်လောက်တော့ရှိပြီဘိမုတ်ရောင်းတာအရာလေးကခောက်ပြန်ပြီလေးဆိုတော့နည်းနည်းခုသခံသာရှိသွားတာပေါ့တနေ့တာပင်မန်းနွမ်းနေတဲ့ဟာ ကိုရင်းမအေးစစ်စစ်နေလို့လည်းမရဘူးလေနောက်ရက်တွေလည်းထွက်ဖို့ဟာရှိတော့အမြဲတီးဟာပဲအာယုံထားပြီးတော့စ조사ရှာနေရတော့ဗောအိမ်လာစားတို့စာဝင်းနေရီတို့ဒါလေးတွေကအစင်မြဲရှာနိုင်မှကိုရီလည်းအစင်ပြေအောင်နေရမှာဒါပါ ဟိုဟာဟာပရမကောဘူးကောဘွက်တွေရောင်းလုံးကတော့အစင်မပြေဘူးပေါ့လေအခုဒီဟာလေးကြောက်ပြန်ပြီလေသူများငွေလေးနဲ့ရင်းရတော့အပြန်ကြမှာပြန်ပြီးတော့ကိုယ့်အတွက်က9000တောင်းလောက်တော့ကျန်နေပေါ့တနေ့တနေ့အဲ့ဒါလေးကိုအိမ်လာစား3000လောက်နှုတ်ကျန်တာလေးမျှတာစားဒီလိုပဲလုပ်ရတာပေါ့သာသမီတွေကလည်းကြီးတနေ့ရမှာဟုတ်ပင်လေပိုင်းနေမှာနေကြရတယ်သူတို့လည်း အမျိုးသမီးကဈေးရောက်နေအခုတော့သူလည်းမရောက်နိုင်ဘူးကို စီသွားတွင်နဲ့လက်ချော်လဲလိုက်လို့အဲ့ဒီကမရောက်နိုင်တော့တာတံပြန်ဖြစ်မှာဆိုလို့မရောက်ရတော့ဘူးကိုမှမရှိဘူးဆိုရင်မျက်နှာငယ်ရတာပေါ့ဟိုစားဝတ်နေမပြေလဲအဲ့ဒါကြောင့်အခုလဲခေါပြန်ကြီးလေးရတာနဲ့မရရအောင်ရှားဖို့စားကြတာပေါ့ တခါတလေကျတော့စိတ်ဆင်းရဲဒုက္ခတွေရှိလာတဲ့အချိန်ကျတော့လေဒီဖရားတရားလေးနဲ့ပဲဖြေသိရတာပေါ့ငါဒီနေ့တိုင်းအလုံးလုံနိုင်မှစာဝနေဒီတာမရနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေနိုင်မှဆိုတော့စိတ်ခံရတော့ထားတယ်မရှာနိုင်ရင်မလွယ်ဘူးရှာနိုင်မှဖြစ်မယ်ဆိုတော့အတွေးတွေနဲ့ပဲရှာဖို့စားကြရတာပေါ့တခါတလေကျတော့လေကိုယ်တွေမှာပြေလည်မှုမရှိတော့ တခါတလေဝင်းနေမိတာပေါ့ကိုလှုပ်ချင်တာမလှုပ်ရဘူးဥမာလှူချင်တန်းချင်တယ်တခုခုအခုဆိုမိဘကြီးတွေရည်စူးပြီးလှူချင်တန်းချင်လို့လဲကိုတွေမပြေလည်မလှူနိုင်အဲ့ဒါအဲ့သဘောလေးတွေတော့ရှိတာပေါ့နည်းနည်းဈေးရောင်းသွားတယ်ဆိုရင်တော့တခါတလေမူးတယ်ဝေးတယ်မိုက်ကနေဖြစ်ဖြစ်သွားတယ်အဲ့ဒါမျိုးလေးတွေလည်းရှိတယ်ပေါ့လေဒီလိုပဲအသက်ကြီးလာတော့လဲ လောကရန်ရင်ဆိုင်နေရတာပေါ့လေမူကဝေဒါတွေဖြစ်တယ်ကိုကိုအိမ်လေးနဲ့အိုးပိုင်အိမ်ပိုင်လေးနဲ့လင်မယားနှစ်ယောက်အေးချမ်းချမ်းလေးနေရရင် တော်ပါပြီအရာလေးပါလေးအားထုတ်ပြီးပါ